စပါတင်ဟာနော်တယန်ဖော်ရက်စ်အတင်ကိုအိမ်ဝင်းမှာငကုတ်တကုတ်နဲ့ရေးနေပြီးဒီအာဒီပရီးမီးယားလိပြိုင်ပွဲမှာ၁၈ပွဲမြောက်ရှုံးပွဲကြုံတွေ့ပြီးတဲ့နောက်ဒီရေးနေမှုကလက်ခံနိုင်ကြမရှိဘူးလို့နီးပြပိုစတီကိုဂလူးကပြောခဲ့ပါတယ်ပိုစတီကိုဂလူးကကျွန်တော်တို့မရှုံးနိုင်တဲ့နေရာမှာရှုံးနိုင်ခဲ့တဲ့နောက်ထပ်ပွဲတစ်ပွဲပါကျွန်တော်တို့ကတွင်းကိုတွေကိုလွယ်လွယ်ကူကူခွင့်ပြုခဲ့ရပါတယ်ဒီပွဲမှာကျွန်တော်တို့ကောင်းမွန်စွာကစားပြီးပွဲကိုထိန်းချုပ်နိုင်ခဲ့တာကြောင့်အေးနိုင်ခဲ့တာဟာရှက်ဖို့ကောင်းပါတယ်ကျွန်တော်တို့ကပွဲကိုအနိုင်ရဖို့ထိုက်တန်တယ်လို့ခံစားခဲ့ရတဲ့အတွက်ဒီရှုံးနေမှုကလက်မခံနိုင်တဲ့ရှုံးနေမှုပါလို့ပြောခဲ့တာပါ စပါတင်ဟာဒီပွဲမှာ Nottingham Forest အတင်ကိုပွဲအစ16မိနစ်အတွင်းမှာတွင်ကို2ဂိုးခွင့်ပြုခဲ့ရပြီးပွဲပြီးကန်ဒီမာတာခြေပါကိုပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်စပါတင်ဟာဒီအသည့် Premier League ပြိုင်ပွဲမှာရလက်တွေအလွန်ဆိုးရနေပြီးအတင်းသမိုင်းမှာအဆိုးရွားဆုံးယာတီတွေကတခုအဖြစ်မှတ်တမ်းဆုံးပိုင်ဆိုင်မှုရှိနေတာပါ န်ဒန်ကလပ်ဟာတီးပွဲရှုံးနိမ့်မှုကြောင့်ပရီးမီးယားလိအမှတ်ပေးစရာအဆင့်16နေရာမှာယက်တီနေပြီးအဆင့်16နေရာကဝက်ဆမ်အသင်းနဲ့တမတ်တာကွာဟာတော်တာဖြစ်ပါတယ်။စပါတင်ရဲ့ပြိတ္တတရားတီးပွဲရဲ့ပထမပိုင်းမှာအသင်းကိုလောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။စပါတင်ဒီပြပိုစတီကိုဂလူကပရိသတ်တရားသူတို့လိုပဲစိတ်ပြက်ပြီးဒေါသထွက်နေကြတယ်လို့ပြောခဲ့တာပါစပါတင်ကပရီးမီးယားလိမှာရလဒ်တွေစိုးနေပြီမဲ့ယူရိုပါလိပြိုင်ပွဲမှာဆီမီဖိုင်နယ်ကိုရောက်ရှိနေပြီချန်ပီယံစုရရှိကလာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲရှင်မြန်ွယ်ရရှိဖို့ပြင်မဲ့ထားနေရပါ Nottingham Forest အသင်းအားနိုင်ပွဲကြောင့် Premier League အမှတ်ပေးစရာအဆင့်3နေရာကိုတက်နိုင်ခဲ့ပြီးလာမယ့်ပွဲစဉ်အဖြစ် Man City အသင်းနဲ့ FA Plus Semi Final ရှင်းပြန်ရမှာပါ Spartan ကတော့ Premier League ပွဲစဉ်အဖြစ် Liverpool အသင်းနဲ့ရှင်းပြန်ရမှာဖြစ်ပါတယ်